ကြီးစားဟောင်းမင်္ဂလာဆောင်တဲ့အချိန်မှာပဲဒဲဆော်ရဲတခြင်းထွက်လိုက်တဲ့ဝိုင်းစုပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဒီရက်ပိုင်းမှာဆိုရင်တော့ဝိုင်းစုကလူပိုပြီးစိတ်ဝင်စားခြင်းခံရတာဖြစ်ပါတယ်ဝိုင်းစုကြီးစားဟောင်းရဲ့မင်္ဂလာဆောင်ကလည်းဒီရက်ပိုင်းကျင်းပနေသလိုပရိသတ်တတော်များများကတော့ဝိုင်းစုကိုဝိုင်းပြီးတော့တနာနေရဖြစ်ပါတယ်ဝိုင်းစုကတော့အားလုံးကိုခြေချပြီးပညာသားပပနဲ့ပုတ်လိုက်ပြီးပဲဖြစ်ပါတယ်ဝိုင်းစုကအချိန်ကြိုက်ဆိုသလိုပဲသူမရဲ့တခြင်းအစ်စ်ကိုအခုချိန်မှာထုတ်ပြလာခဲ့ပါတယ်ဝိုင်းစုရဲ့တခြင်းတွေအားလုံးကလည်းကောင်းပြီးတော့ ခံစားချက်အမှန်နဲ့ရေးဖွဲ့တည်ဆိုခဲ့တာကြောင့်လေတချင်းတိုင်းလူလိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဝိုင်းစုတချင်းတပုတ်ထွက်ရင်အဲ့ဒီတပုတ်ကလည်းအတော်လေးကိုအောင်မြင်တာဖြစ်ပါတယ်။ဒါကြောင့်လေဝိုင်းစုခံတဲ့ရဲ့တချင်းအစ်စ်ကိုလူတိုင်းကစောင့်မျှော်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ပေါ့ကွင်းနေရာကိုအပိုင်စားရထားတဲ့ဝိုင်းစုခံတဲ့ကထွက်သမျှတချင်းတွေကလည်းတော်တော်ကောင်းမွန်ပြီးတော့ပြည်သူတွေအကြိုက်နဲ့ထပ်တူကြခဲ့တဲ့တချင်းတွေကြီးပဲဖြစ်ပါတယ်။ အခုလည်းကြီးသားဟောင်းမင်္ဂလာဆောင်နေချိန်အချိန်ကပ်ဆိုသလိုပဲသူမရဲ့အမိုက်စာတခြင်းအစ်စ်ကိုခြပြလာခဲ့တာဖြစ်ပါတယ်။တခြင်းနဲ့မှာတစ္ဆာရှိသူတိုင်းအတွက်မျက်ရည်ဖောက်ပြန်သူတိုင်းအတွက်ပျော်ရွှင်မှုဆိုပြီးထဲဆိုထားတာကြောင့်လေပရိသတ်တွေအကြိုက်တွေ့နေကြတာဖြစ်ပါတယ်။ ဝိုင်းစုရဲ့တခြင်းအသင်းဖြစ်တဲ့မတော်တဆတခြင်းဟာထွက်ရှိပြီး24နှစ်မပြည့်ခင်မှာပဲကြီးစုသူ1.6မီလီယံဖြစ်သွားခဲ့တာဖြစ်ပြီးအတော်လေးအောင်မြင်သလိုစာသားအမိုက်စာရိကြောင့်လည်းပရိသတ်တွေအကြိုက်တွေ့နေခဲ့တာဖြစ်ပါတယ်။ဝိုင်းစုကဝိုင်းစုဆိုတဲ့အတိုင်းမှတ်တိုင်တစ်ခုကိုလည်းထပ်မံပြီးတော့စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။တခြင်းဗီဒီယိုကလည်းနိုင် level ကိုရောက်နေတာဖြစ်ပြီးပရိသတ်တွေကိုအမြင်ဆန်းစေခဲ့တာဖြစ်ပါတယ်။ ရီသာဟောင်းကမင်္ဂလာဆောင်ချိန်မှာအခုတချင်းကိုချပြခဲ့တာကြောင့်လေရီသာဟောင်းကိုချေရလားဆိုရဲမှတ်ချက်မျိုးတွေလည်းရှိနေရဖြစ်ပါတယ်။ဝိုင်းစုရဲ့အတံမှာတကယ့်ကိုမှော်ဆွမ်းအင်တွေပါနေရဖြစ်ပြီးထွက်ရှိသမျှတချင်းတွေဟာကောင်းမွန်နေရဖြစ်ပါတယ်။ဝိုင်းစုကပေါ်ပြမဟုတ်ပဲတကယ့်ကို quality မြေရဲ့တချင်းတွေကိုပဲပရိသတ်ကိုချပြတာကြောင့်ကြိုးစားမှုနဲ့တန်တဲ့အောင်မြင်မှုကိုရတယ်လို့ဆိုရမှာဖြစ်ပါတယ်။အခုပဲထွက်ရှိမဲ့ဝိုင်းစုရဲ့တချင်းအစ်စ်ကိုတတော်မှာစော်နေကြပြီးထရန်တစ်ခုတော့မှပြစ်နေပြီပဲဖြစ်ပါတယ်။ ဝိုင်းစုကတော့အောင်မြင်မှုကိုဆက်လက်ထိန်းထားပြီးရင်ထိန်းထားနိုင်တယ်လို့သူမရဲ့တချင်းတွေကလည်းတပုတ်ဆိုရင်ဆိုတလောက်ရှင်နေရောက်တာဖြစ်ပါ යි အမြဲတမ်းအချစ်ရေးကံမကောင်းမဲ့အသင်အမြဲကွင်းနေရဲ့ဝိုင်းစုကအသေးကွဲတချင်းတီးဆိုရမှာတော့အောင်မြင်တာဖြစ်ပါ යි ဒါကြောင့်လေအသေးကွဲတချင်းတွေတီးဆိုနေလို့ပဲနမိတ်ဖက်ပြီးအချစ်ရေးကံမကောင်းတာလားဒါမှမဟုတ်အသေးအမြဲကွဲလို့ပဲအသေးကွဲတချင်းတွေတီးဆိုတဲ့အခါမှာအောင်မြင်တာလားဆိုပြီးတချို့ကမေးခွန်းထုတ်တာမျိုးတွေရှိတာဖြစ်ပါ යි ဝိုင်းစုကတော့လက်တလုံးမှာတော့တခြင်းအစ်စ်မှာခြေချနေပြီးတော့အောင်မြင်မှုတွေလည်းများစွာရနေရဖြစ်ပါတယ်။အခုလက်ရှိတက်တော့မှာဝိုင်းစုရဲ့တခြင်းတွေဖြစ်တဲ့ချစ်သူမရှိရဲ့ချင်းချစ်ခဲ့ဘူးလားဖြေပါ၊ချစ်တာအမှားအသေးကွယ်ရရစားစားရတဲ့ခြင်းတွေဟာပြန်လေထွန်းဖြစ်နေရဖြစ်ပြီးတော့အခုနောက်ဆုံးထွက်ထားတဲ့မတော်တဆကလည်းထွန်းအနေနဲ့အမိလိုက်နေပြီပဲဖြစ်ပါတယ်။ထွက်ရှိထားတဲ့နိုင်ပိုင်းအတွင်းမှာပဲကြီးစုသူမီလီယံနဲ့ရှိရှိနေခဲ့တာဖြစ်ပါတယ်။ အသေးကွဲတခြင်းဆိုပေမဲ့လည်းမြူးမြူးလေးဖြစ်တာကြောင့်ခံစားမှုရတာတမျိုးပြီးစွမ်းတာဖြစ်ပါဝိုင်းစုကတော့ဆယ်စုနှစ်နှစ်စုကျော်အောင်မြင်မှုတွေကိုထိမ့်သိမ်းထားနိုင်သူတယောက်ဖြစ်ပါတယ်။အမိုက်စားတွေကိုသာချပြပြီးတော့အောင်မြင်မှုတွေကိုဆက်လက်ဆုပ်ကိုင်းထားတာဖြစ်ပါတယ်။ကြီးစံဟောင်းမင်္ဂလာဆောင်နေချိန်ဒီတချင်းချပြလာတာကြောင့်ထင်ကြီးအမျိုးမျိုးပြီးခံနေရတာဖြစ်ပါတယ်။အရင်ကလည်းဝိုင်းစုကကြီးစံဟောင်းအတွက်ဆိုပြီးကြောင်ဆိုတဲ့တချင်းကိုတည်ဆိုခဲ့မှုတရားဖြစ်ပါတယ်။ ်ကေပရိသက်တွေလည်းဝိုင်းစုရဲ့မတော်တဆဆိုတဲ့တခြင်းအစ်စ်ကဘသူ့ကိုရည်ရွယ်ပြီးတိဆိုလဲဆိုတာကိုထင်ကြီးပြခဲ့ကြပါအောင်ရှင်